Yo what's up guys အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့ One Piece manga ရဲ့ spoiler လေးတွေပါလာတဲ့အတွက်ကြောင့် One Piece anime only သမားတွေကကြော်သွားလို့ရပါတယ်ခင်ဗျာ One Piece manga ကိုဖတ်နေကြတဲ့ bro တွေကိုအခုချိန်မှာ God Valley မှာဘာလို့ဖြစ်ပျက်နေတာလဲဆိုတာနဲ့ပတ်သက်ပြီးထပ်ရှင်းပြစရာမလိုပေမဲ့ ဒီဗီဒီယိုထဲမှာကျွန်တော်ပြောမယ့်အကြောင်းကဘလို့တွေကိုအဲအော်သွားစေရုံသာမကငါဘာလို့ဒီလောက်အရေးပါတဲ့အရာကိုလစ်လူရှူထားမိပါလဲဆိုပြီးကိုကိုကိုမင်းကွန်းထုတ်သွားစေမယ့်အကြောင်းကတော့ God Belly Incident ကြီးတစ်ခုလုံးရဲ့လိုအပ်ချက်တွေကိုအနိကမြင်တွေ့ခဲ့တဲ့သူတို့အူဟာ Stored Up Body ထဲမှာရှိနေတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့လိုပြောလိုက်ရင်ဘရိုးတွေအကောင့်ထဲမှာ Nico Robin Jimbe Brooks ဆိုပြီး၃ယောက်ထဲမှာတဲယောက်ကတေးကြပေါက်ပေါ်လာလိမ့်မယ်လို့ထင်ပါတယ်ဒါမဲ့ဒီ၃ယောက်ဟာ ကျွန်တော်ပြောမဲ့သူဖြစ်လာဖို့အလားအလာအလွန်နဲပါတယ်။ဘာလို့လဲဆိုရင်နီကိုရိုဘင်ကပိုနီကလစ်နဲ့တမိုင်းအကြောင်းတွေကိုလေ့လာရတာစိတ်ဝင်စားတဲ့သူဖြစ်ပေမဲ့ Godbelly Incident ကြီးတစ်ခုလုံးကိုလော်လော်ကူကူဖော်ထုတ်လို့မရအောင် World Government က ADHD တစ်ခုလုံးကိုအစနာဖျောက်ထားပါတယ်။အကယ်လို့နီကိုရိုဘင်ကအကန့်ကောင်းစွာနဲ့အယ်ဘာဂျဲစာကြည့်တိုက်တဲ့မှာ Godbelly Incident နဲ့ပတ်သက်တဲ့အချက်အလက်တွေရရှိခဲ့ရင်တောင်ကျွန်တော်ပြောမဲ့သူကနီကိုရိုဘင်ကိုပြန်ပြီးအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်။ Brook ကတော့ Pirate King Gold Leader ကြာက Pirate ခရီးစဉ်မစတင်ကြတဲ့ကနဆန်နစ်ခန့်ဆော်ပြီး Pirate ဖြစ်လာခဲ့တဲ့သူဖြစ်ပေမဲ့ Godbelly Incident ဖြစ်ရမတိုင်ခင် Brook ကထေလာဘတ်မှာတည်ဆုံခဲ့တဲ့သူဆိုတော့အဲကြောင့် Godbelly နဲ့ပတ်သက်တဲ့အချက်အလက်တွေတိထားရဲဆိုတာဖြစ်နိုင်ခြင်းနဲ့ပါလေ။နောက် Jimmy ကလည်းအချိန်တုန်းကဆိုရင်ရှင်းနစ်သားအရွယ်လောက်ပဲရှိမှာပါ။သူ့ဘဝရဲ့အချိန်တော်တော်များများကို Fisherman Island မှာပဲနေထိုင်ကုန်ခဲ့ပြီးအချိန်ကလေးက Marine and World Government လို့အဖွဲ့အစည်းနဲ့ connection ရှိမယ်လို့တော့မထင်ပါဘူး but ဂျင်ဘေကရှီချူဘူကိုရခေါ်တဲ့ wallet ဖြစ်လာပြီးတဲ့နောက်မှာသူတို့နဲ့ connection ရှိခဲ့ရင်တော့ဂျင်ဘေက world government တွေအရေးတကြီးလျှို့ဝှက်ထားတဲ့လျှို့ဝှက်ချက်ကိုလွယ်လွယ်ကူကူရှာတွေ့တယ်ဆိုတာတော့မဖြစ်နိုင်ပါဘူး unless white beard ကိုတိုင်းပြောပြရင်တော့တမျိုးပေါ့ကွာအဲ့တော့ဂျင်ဘေကလည်း god valley နဲ့ပတ်သက်တဲ့အချက်အလက်တွေထက် rock pirate တွေရဲ့ကြော်စောမှုတွေလောက်သာကြာဘူးနာဝရှိမယ်လို့ထင်ပါတယ် janet stohead အဖွဲ့ဝင်တွေကဒီအကြောင်းနဲ့ပတ်သက်ပြီးတီးဖို့နေနေတာသား အဲ့ချိန်မွေးတော့မမွေးသေးဘူးဆိုတော့ God will incident အဖြစ်ပျက်ကိုအဆဆုံးသိရတဲ့သူကဘယ်သူလဲဆိုရင်မမနာမည်ပိုင်ဆိုင်ထားတဲ့ Abazus ပဲဖြစ်ပါတယ် Zeus က God will incident မှာ Big Mom နဲ့အတူရှိနေတာဖြစ်ပြီးနောက်မှာနာမည်က Holcake Island Saga မှာ Big Mom စီကနေခိုးခဲ့တာဖြစ်ပါတယ်အရင်ဆုံး Big Mom က Zeus ကိုဘလို့ရရှိခဲ့တာလဲဆိုတာကိုကြည့်ရအောင်နော် Big Mom ငါနဲ့တမီးအရွယ်တုန်းကအဲ့ဘကျွန်းပေါ်မှာရှိတဲ့မူလာရန်ကျောင်းဟောင်းမွေးနေ့ပွဲမှာ အစားအသောက်အရန်စားလောင်နေတဲ့အချိန်မှာမာတာခမန်လက်အတူသူမရဲ့ပက်ပက်လက်မှာရှိတဲ့အရာအလုံးကိုစားစရာလိုထင်ပြီးတယောက်မကျန်စားလိုက်ခဲ့ပြီးတဲ့နောက်မှာဆူဆူဖူးဆွဲအားကိုရရှိခဲ့ပါတယ်။အဲ့ဒီဆွဲအားရပြီးတဲ့နောက်မှာပဲ Big Mom ကသူမအတွက်အဖို့အဖြစ်နဲ့ special homie တွေကိုဖန်တီးခဲ့ပါတယ်။အဲ့ဒီ special homie တွေကတော့ Zeus, Prometheus နဲ့ Napoleon တို့ပဲဖြစ်ပါတယ်။ဒီကောင်တွေကအနောက်တစ်ချိန်မှာ Big Mom အတွက်အရေးကြီးတဲ့ကောင်တွေလည်းဖြစ်လာပါတယ်။အားလုံးသိတဲ့အတိုင်း Godbelly Incident ဟာ လက်ရှိဇလန်မစခင်လွန်ခဲ့တဲ့နှစ်40ဝန်းကျင်ကဖြစ်ခဲ့တာဆိုတော့ Big Mom ဟာ God Valley မှာ Rock Pirate အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့တာဖြစ်ပြီး Zeus ကို Big Mom ကအသက်9နှစ်ဝန်းကျင်မှာဖန်တီးခဲ့တာဆိုရင် God Valley Incident ဖြစ်တဲ့အချိန်မှာ Zeus ရဲ့အသက်က25-30ဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။ Zeus ကို Big Mom ရဲ့စိတ်ဝိညာဉ်အပိုင်းစားနဲ့ဖန်တီးထားတာဖြစ်ပါတယ်။အဲ့ဒီအပိုင်းစားထဲမှာ Big Mom ရဲ့ဆွမ်းအားအပြင်သူမရဲ့အရေးကြီးတဲ့မျက်ညံတွေလည်း Zeus စီမှာ copy ဖြစ်ပါရှိနိုင်ပါတယ်။ ဇူစာတာမန်အဖြစ်အလော်တကူထိုင်လန်တက်ပြီးတခါတရံမိတက်တဲ့အချင်းရှိပေမဲ့ Soul Soul Fruit ရဲ့သဘောတဘာဝအရဆိုရင်ဝိညာဉ်ရှင်ရဲ့စွမ်းရည်နဲ့မဉဏ်ကို copy အဖြစ်ပိုင်ဆိုင်ထားနိုင်တဲ့အတွက်ကြောင့် Big Mom နဲ့အများတဲ့အတူရှိနေပြီးသူမရဲ့ soul ကိုပိတ်ဆက်ပြီးပေါင်းဆက်ဖွဲ့စည်းထားတဲ့ homie ဖြစ်တဲ့အတွက်ကြောင့် Zusa Godbelly incident တစ်ခုလုံးကိုအနိကမဲ့မြင်တတ်သည့်ဖြစ်ခဲ့တဲ့အတွက်ကြောင့်သူကို Godbelly ရဲ့လှုပ်ဝှက်ချက်ကိုတီးတဲ့သူလို့ပြောတာဖြစ်ပါတယ်။အဲ့တော့ Store ရဲ့အုပ်စုက Godbelly အကြောင်းကိုဘယ်ကသိပြီး Zeus ကိုဘယ်လိုတရိယအောင်လုပ်ပေးမှလဲဆိုတာကစဉ်းစားစရာပါပဲဒီကောင်တွေကလက်ရှိ Albert မှာပဲဆိုတော့ Robin ကစာကြည့်တိုင်းမှာတမိုင်းအကြောင်းလေ့လာရင်းနဲ့ God Valley Incident နဲ့ပတ်သက်တဲ့အချက်လက်တွေရှာတွေ့မှလားဒါမှမဟုတ်မမနာမီတို့အဖွဲ့ကိုဘလူးဖြစ်ပြောင်းသွားတဲ့ဒိုရီနဲ့ဘူဂီကချမ်းမယ်လို့လှုပ်တဲ့အချင်းအမှနာမီကသူ့ရဲ့အစွမ်းနေထက်က Climate Death ကိုတုံးတဲ့အချင်း Zeus ထွက်လာပြီးဘလူးတွေကိုမြင်ပြီးတဲ့နောက်မှာသူ့ရဲ့မိငင်နဲ့မညံတွေကပြန်တရိရမလားဆိုတာတော့ လာမဲအယ်ဘတ်အက်မန်ဂါထဲမှာစတွားတအုပ်စုပါတဲ့ chapter မှာအဖြေရမယ်လို့ထင်ပါတယ်ဒီကောင်တွေကိုမမြင်ရတာလဲလေးလာရှိနေပြီဗျခုလိုသုံးသက်ချက်တွေကိုတငငချင်းတို့ကဘယ်လိုမြင်လဲဗျ comment ခဲ့ကြပါအောင်နောက်ပြီးတော့အဆုံးထိကြည့်ရှုနားထောင်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဗျအားလုံးမင်္ဂလာပါ peace out